ိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့နယ်သာလန်နိုင်ငံမှာကျင်းပခဲ့တဲ့နေတိုးထိပ်သီးအစည်းအဝေးကနေ အဖွဲ့ဝင်နိုင်ငံတွေအားလုံးကာကွယ်ရေးအသုံးစီမြင့်တင်ရေးသဘောတူညီခဲ့ကြတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။လာမယ့်ဆေစုနှစ်အတွင်းနေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့စုစုပေါင်းပြည်ရင်းထုတ်ကုန်တန်ဖိုးရဲ့900ခိုင်နှုန်းကိုကာကွယ်ရေးနဲ့လုံခြုံရေးအတွက်သုံးဆွဲကြဖို့နေတိုးမဟာမိတ်တွေ ကတိကဝတ်ပြုခဲ့ကြတာပါ တိတသမ900ခိုင်နှုန်းကိုတော့ကာကွယ်ရေးနဲ့ဆက်စပ်တဲ့အတုံးစီအဖြစ်အသုံးပြုမယ်လို့သိရပြီးအဲ့ဒီအထက်မှာစိုက်ဘာလုံခြုံရေးအခြေခံအဆောက်အုံကက်ယောဂါကာကွယ်ရေးနဲ့လူမှုအဖွဲ့အစည်းတွေအတွက်အသုံးစရိတ်ပါဝင်မယ်လို့ဆိုပါတယ်ဒီလိုအသုံးစရိတ်တွေ့မြင်တာဟာရာချာရဲ့ချင်းချောက်မှုတွေကိုတံပြန်ဖို့နဲ့တမရထရန့်ရဲ့အဓိကတောင်းဆိုချက်ကိုနေတိုးထိပ်ပြီးအစည်းအဝေးမှာဆွေးနွေးအတည်ပြုခဲ့ကြတာလို့လည်းသိရပါတယ် ဒါအပြင် NATO မဟာမိတ်တွေဟာယူကရိန်းကို CIA အရာဆက်လက်ပံ့ပိုးဖို့ကတိပြုခဲ့ကြပြီးဥရောပနဲ့ကနေဒါနိုင်ငံတွေဟာယူကရိန်းအတွက် CIA အထောက်ပံ့ဒေါ်လာ35ဘီလီယံကျော်ထောက်ပံ့ဖို့လေကတိပြုထားပါတယ်ရုရှားကဥရောပအက်တလန်တိတ်လုံခြုံရေးကိုရည်ချေချင်းချောင်းမှုနဲ့အကြံဖက်ဝါဒ NDA တွေကိုကာကွယ်မေးလို့လေနေတိုးရဲ့ထုတ်ပြန်ချက်မှာပါရှိပါရှင်